အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ Facebook account တွေကိုအလွယ်ကူဆုံးဒီ Facebook account name ပေါ့နော် Facebook account name ချိန်လို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook account software တွေကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးပြီဆိုရင်ကျွန်တော်ပုံမှန်အတိုင်းပဲတခုခုပြင်ဆင်ကျင်သွားနေကြနေရလေးဒီအပေါ်ဆုံးကကိုယ့်ရဲ့ profile ပုံလေးနဲ့ menu button လေးနေရာလေးကိုတစ်ချက်သွားလိုက်ပါမယ်ခင်ဗျာကျွန်တော်ခင်ဗျာလေးထုတ်ပြပေးထားပါတယ် နေရာလေးတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ certain privacy ဆိုပြီးတော့ဒီ certain icon လေးနဲ့နေရာလေးကိုကျွန်တော်တွေ့အောင်ရင်ကုန်းရှာလိုက်ပါနော်တွေ့ပြီဆိုရင်ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျ certain privacy ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ profile ပုံလေးနဲ့ certain ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ စတင်ကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီပုံစံအတိုင်းတွေ့ရမှာဖြစ်ပါတယ်ဗျာဒီနေရာမှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဲ့ဒီအကောက်စင်တာဆိုတဲ့နေရာကိုထပ်သွားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအကောက်စင်တာရဲ့အောက်မှာရှိတဲ့ဒီစီမိုးဝင်အကောက်စင်တာဆိုရဲ့ဒီအပြောင်းစာတန်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ဒီပုံစံတိုင်းရောက်သွားမှာဖြစ်ပါတယ်ဗျဒီပုံစံတိုင်းရောက်သွားပြီဆိုရင်ကျွန်တော်တို့ကအကောင့်နံပါတ် change ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ profile ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျ profile ရဲ့အောက်မှာတော့ကိုယ့်ရဲ့ Facebook account ရဲ့နာမည်လေးပါမှာပေါ့နော်အဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျာ နှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook account က Facebook account ကအခြားချိတ်ဆက်ထားတဲ့ app တစ်ခုရှိရပါတော့ဥပမာအဖြစ်ဟိုနေ Instagram ပဲဖြစ်ပါတော့ဒီလိုမျိုးတစ်ခုနဲ့ချိတ်ဆက်ထားရဆိုရင်ဒီနေရာမှာဒီ Facebook icon နဲ့ Instagram icon ပေါ်နေမှာပေါ့နော်ကျွန်တော်ကတော့ဒီ Facebook sample ပြတဲ့ account ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Facebook ဟို account တစ်ခုပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့မှာ Facebook icon လေးပေါ်နေရပါတော့ဒီနေရာမှာကိုယ့်ရဲ့ Facebook account ဟို Facebook icon နဲ့ဒီကိုယ့်ရဲ့ Facebook profile name လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ နှိပ်ပေးလိုက်ပြီဆိုရင်တော့ဒီနေရာမှာ name ရဲ့ user name ရဲ့ profile picture ရဲ့ avatar ရဲ့ဆိုပြီးတော့ကျွန်တော်၄မျိုးတွေ့ရလိမ့်မယ်ပေါ့နော်အဲကျွန်တော်တို့ကအဓိကကတော့ကိုယ် Facebook account ရဲ့ profile name ကိုချိန်ကျင်တာ Facebook account ရဲ့နာမည်ကိုချိန်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်တော့ name ဆိုတာလေးကိုချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ အဲ name ကိုနှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ဟိုဒီ first name with the name last name ဆိုပြီးတော့၃ခုတွေ့ရလိမ့်မယ်ပေါ့နော်အဲဒီနာမည်အကုန်လုံးဖြတ်ပေးလိုက်ပါဗျာတချို့ Facebook version တွေကြတော့လည်း၃ခုမပေါ်ဘဲနဲ့တစ်ခုတည်းပေါ်နေရမျိုးလည်းရှိရဲတချို့ Facebook version တွေမှာဒီ first name နဲ့ last name ဆိုရင်နှစ်ခုပေါ်ရလည်းရှိရဲပေါ့နော်အဓိကကတော့ဘလို့ပဲပေါ်ပေါ်သဘောတရားအတူတူပဲပေါ့နော်အဲကျွန်တော်တို့ဒီလိုမျိုး၃ခုပေါ်နေရလို့နှစ်ခုပေါ်လို့ရဆိုရင်ဒီ first name နဲ့ last name မှာနာမည်ကိုခွဲပေးပေါ့နော်နာမည်ရေးလို့ရတဲ့နေရာတစ်ခုတည်းပေါ်ရဆိုရင်တနေရာထဲမှာပဲရေးလိုက်လို့ရပါတယ်ဗျာအဲကျွန်တော်ကတော့အခုလောလောဆယ် အော်ရဲရဲလို့ပြီးမှာဗောနရဲရဲလို့ပြီးမှာဖြစ်တဲ့အတွက်ဒီ first name နဲ့ last name ကိုအဲရဲနှလုံးကိုဒီလိုမျိုးခွဲပေးလိုက်တာဗောနအဲကိုယ်စိတ်တိုင်းကျနာမည်ကိုပေးပါမြန်မာလိုပဲပေးပေးအင်္ဂလိပ်လိုပဲပေးပေးဗောနစိတ်တိုင်းကျနာမည်ပေးပြီးဆိုရင်တော့ဒီအောက်မှာရှိရဲ့ဒီ review chain ဆိုတဲ့ဒီအပြောင်ဘတန် click လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ Facebook ကနေပြီးတော့ကိုချိန်းထားရဲ့နာမည်မှန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 ်လာပြလိမ့်မယ်ဗောနကိုချိန်းထားရဲ့နာမည်ကိုဒီအပြာစကလေးတစ်ချက်ရွေးပေးလိုက်ပါရွေးပြီးပြီးဆိုရင်တော့ဒီအောက်မှာရှိရဲ့ကျွန်တော်တို့ ဒီစေချင်းချက်ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ရမှာဖြစ်ပါလေဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲစေချင်းချက်ကိုနှိပ်လိုက်ရင်တော့နိုင်အပ်တဲ့ successfully ဆိုပြီးတော့ဒီအောက်မှာ to message လေးတခုပေါ်လာလိမ့်မယ်ဗောနော်ပြီးပြီဆိုရင်တော့ရပါပြီဗျာကျွန်တော်ပြန်ထွက်လိုက်ပါအဲပြန်ထွက်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ်နေပြီဗောနော် အဲဒါဆိုရင်ဒီမှာ profile name name change ဝပါလိမ့်မယ်ဗျအဲဒီမှာမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲခုနကရလင်းအောင်နေပြီးတော့ဒီမှာရဲရဲဆိုပြီးတော့ change ဝပြီးပဲဖြစ်ပါတယ်ဗျအဲကျွန်တော်အခုပြပေးရနီလန်လေးကတော့ကိုယ့်ရဲ့ Facebook account ကိုအလွယ်ကူဆုံး name change လုပ်ရမယ်နီလန်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီ video လေးကမိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းတူးချင်းတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ